ကဲမင်္ဂလာပါကျွန်တော်ရဲ့ North Africa Channel နဲ့ဖက်ဂျန်နေပြီကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ channel ကိုနေ့ရက်တိုင်းမှာအားရကြတယ်အစီအမဲကြည့်ရှုပေးတဲ့သူတိုင်းကိုလည်းအထူးပဲကျေးဇူးတင်တယ်ဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့် video လေးကတော့ကိုပိုလေးကိုစီတို့ရဲ့ reaction နဲ့ဖြစ်တယ်အတူတကွာကြည့်ရှုနားဆင်ကြရအောင်နေဘောမရက်ွယ်ဟာတာများဆိုတော့ကျွန်တော်တချင်းလေးတို့တော့အရင်ဆိုလိုက်အောင်ပါဗျာနော်တချင်းလေးဆိုချင်းလို့ပါဘယ်စီကိုမင်းရောက်နေလဲဘယ်ထောင်မှမင်းရှိနေလဲ ဘသူရဲမင်းကိုစနစ်လဲဘူလာကြီးကိုပြောင်းမိပါတယ်ကျွန်တော်တို့ကျွန်တော်ဘူလာကြီးကိုကျွန်တော်မနေ့နေရာမှာတွေ့တာဒီနေ့ဒီပြောင်းနေတော့ညနေရာမှာသတင်းလေးတက်လာတယ်ဒီပါလေ UEC မဲစင်းမာတဲ့ကိစ္စကို line ပေါ်တင်လို့ဆိုပြီးတော့ခေါ်ယူစစ်စေးခံနေရတယ်တော့ကြားတယ်ဗျဒါလည်းပါဖြစ်နိုင်ခြေရှိပါဘာလို့ဖြစ်နိုင်ခြေရှိတယ်ဆိုဒီဘဲကြီးက तू က အဲဘယ်လိုပြောမလဲသူကအားအားရှိတနေ့တခါတော့ပုံမှန်လေးစားပါတယ်သူလုံနေကြသူမလုံတာနှစ်ရက်ရှိသွားပြီဗောနော်နှစ်ရက်ရှိသွားပြီမနေ့ဖက်မှာပုံမလာရင်တော့ဒါတေးကြပြီဗောနော်အဲဒါမဲ့တခုရှိတော့အဲဒီလိုလူတွေကြတော့လေအဲမင်းအောင်လိုက်တော့ဖမ်းရဲမှလည်းမပေါ့ဖမ်းရဲမှလည်းမဟုတ်ဘူးဒီရိုက်နဲ့ဆုံးမပြီးတော့ပြန်လွတ်ရုံပဲရှိမှာဘာလို့လဲဆိုငယ်ရွယ်တဲ့သူဆိုတော့လေ သူကပြောချင်တာရှောက်ပြီးတော့ဟိုဟာပါလဲပေါ်တော်တော်နဲ့ဟိုဟာအဲပြောမယ်ဆိုရင်ချက်မပြည့်တဲ့အဲလူပေါ့နော်ချက်မပြည့်တဲ့လူရဲ့ပြောစကားကိုတော့ဒီမေးအွန်လိုင်းကဘွေကြီးဟောမဟုတ်ပါဘူးပြန်လွှတ်မှလို့တေးကြပါတော့ဗျာနော်ဒါပေမဲ့သူ့မကြည်တဲ့ကောင်တွေကလည်းအဲစစ်ကြိုးကြီးထဲမှာထုံးစံတိုင်းပဲပေါ့နော်ဒီကိုနေခေါင်းယူခါတဲ့အဝေမေးစီးပြီးတော့ထုထောင်းရတော့အသက်ကြီးမှထုထောင်းခံရတော့အင်း ဘူပေါင်းတွေတော့ထွက်ကုန်တော့မယ်ထင်ပါတော့ဗျာโอเคဆိုတော့ထားလိုက်ပါတော့ဒါကတော့အဲဘောမရက်ခွက်ကဘူးလက်တယောက်အဲပျောက်ချင်းမလားပျောက်နေတဲ့အချောင်းလေးကတင်ပြခြင်းဖြစ်ဒီပေါ့နော်ခစ်တက်မှလည်းတင်ထားတွေ့လို့တွေ့လို့ဒါကိုလည်းအောင်မင်းကသူ့ Telegram channel မှာသူကပြန်တင်ထားတယ်အဲ့ဒါကျွန်တော်လာပို့လို့နော်အားလဲဆိုတော့အဲသူကခင်ရင်နဲ့ပါတနာလုံးဝမဟုတ်ပါဘူးလေခင်ရင်နဲ့သူနဲ့ဘာမှမဆိုင်ပါဘူးလေသူကသတင်းသမားစစ်စစ်ပါဆိုပြီးတော့အဲပြောထားတယ်ပေါ့နော်အဲဒီပါလဲ အမှန်တော့ပြောမယ်ဆိုပြဘူးလက်ကြီးအဖမ်းခံတာဟောင်မင်းနဲ့မဆိုင်လောက်ဘူးเนาะကြောင်မျိုးမင်းနဲ့ဆိုင်လောက်တယ်ဗျာကြောင်မျိုးမင်းမနေ့ကလည်းပြောထားတယ်ဒီကိစ္စမဲစင်းမှားတဲ့ကိစ္စအဲသူလည်းတည်တယ်ဗောကြောင်မျိုးမင်းကသူလည်းတည်တယ်ဒါပေမဲ့သူဘာလို့ထုတ်ဖော်ပြီးမပြောလဲဆိုတော့ဟာအဲဒီမင်းအွန်လိုင်းလို့စစ်တက်ဗျာတိတ်ခါကြာမှာဆိုလို့ဒီမဲစင်းမှားလို့အာနာလူပါတယ်ဆိုကောင်ကအခုအာနာလူတဲ့ အချမ်းပဲစစ်တကလုံးမဲ့ရွေးကောက်ပွဲကလေမဲစင်းတွေထက်မာတယ်ဆိုတော့ပြည်သူရဲ့လှောင်မြောင်စရာတွေဖြစ်ကုန်ပြီဆိုပြီးတော့ဒီကိစ္စကလည်းဘူးလက်လာဆိုမပြောရင် လုံးဝသိနိုင်စရာအကြောင်းမရှိပါဘူးဆိုပြီးတော့ကဒါမနေ့ကအကြောင်းမျိုးမျိုးပြောထားတယ်အဲကျွန်တော်ရဲ့အဲ channel မှာလည်းကျွန်တော်တင်ထားတယ်ဗျနော်မနေ့ကတော့ကျွန်တော်တင်တာနောက်ကြတယ်ဒီနေ့တော့နည်းနည်းလေးတော့စောမယ်ထင်တယ်ဗျနော်နည်းနည်းလေးစောမယ်ထင်တယ်ဖင်နဲ့ပါးစပ်နဲ့မှားပြီးမွေးလာတယ်ကောင်းယောက်ျားတံမဲနဲ့ဖာကြတယ်ကောင်း 6ဦးမှဖြစ်သွားတဲ့ကိစ္စကိုဒီကောင်ကဒါဒါတော်လိုင်းအင်အားစုသူကတော်လိုင်းအင်အားစုမဖြစ်ပါဘူးဒီကောင်ကျွန်တော်ကလာကိုဘကတော်လိုင်းရေးရဲဘော်တော်တော်လိုင်းအင်အားစုပဲပြောဒီကောင်တွေကဒါအချမ်းဘတ်တွေကိုဖြစ်တာအချမ်းဘတ်တွေကိုတတ်တာဆိုပြီးတော့ဒီကောင်ကဝမ်းတာအားနဲ့ပြောထားတဲ့ဗီဒီယိုဖိုင်โอเคအတူကြည့်ရှိရောကျွန်တော်လည်းဝိုင်းကူပြီးတော့ဆဲပေးကြအောင်နော်မုံရွာအဆက်ဟွန်းမုံရွာအဆက်ကဘုံတူကြီးွာဟွန်းဘုံတူကြီးွာစာတီကောင်တွေမှာစကန်ချတဲ့အချမ်းဘတ်အုပ်စုတွေရဲ့စကန်ကိုနော်လိုင်းနော် ဒီတက်မတော်ကဘုံရဲရှင်းလေးလိုက်တယ်အဲ့မှာအကြံပေးအုပ်စုတွေ20ကျော်သေးတယ်อืม20ထက်ဒိတ်ထိလိုက်တယ်ဟာရတယ်อืมဖြစ်စက်ကအော်တိုဘာလ6ရက်ည9:55မိနစ်ခန့်အချိန်ကဒီမွန်မာနဲ့ချောင်းအဆက်ဘုံလိုကြီးွာစာတင်ကျောင်းတော့မှာစကန်ချတက်ဆွဲနေတယ်အကြံပေးအုပ်စုတွေစကန်ကိုတက်ကဘုံကျဲလိုက်တယ်อืมဘုံကျဲလာက၄နဲ့ကျဲတာမဟုတ်ပါဘူးอืมနမခမုံရနမခကနေကျတော့ပါရာမူတာနဲ့တက်လာပါရာမူတာနဲ့တက်ပြီးတော့ လေုံစီးပြီးတော့အဲ့စကောင်ဘုံချက်လိုက်တာလေုံစီးတော့မင်းမေခြေထောင်ထဲဝင်ပြီးတော့လှုပ်ချလိုက်ပြီးတော့ငါလုံးမသာဘာမင်းပြီးရစကန်းကိုကျဲတာဟမ်မင်းတပိတ်ကိုကျဲတာလေမင်းပုံနေလဲမင်းမတွေ့ဘူးလားမင်းဘီလိုဖိုင်နေမင်းမကြည့်ရဘူးလားဟမ်အေးလုံးမျိုးလူကမွေးတာမှဟုတ်ရတာမလဲဟမ်စာတင်ရောက်ပါစကန်းချတယ်အကြမ်းမဟုတ်စုလို့ဘုံချက်လိုက်တာ အဲ့မှာအကြောက်အောင်ဆိုလေသေးတယ်အင်းပီရက်တွေသေးတယ်အဲ့မှာပီရက်တွေကဗျာအဲ့ကြီးကမှလာပြီးတော့သူကစားပွဲတောက်ပွဲတွေလုပ်ကြတာမိတ်ဆုံစားပွဲလုပ်ကြတယ်မိတ်ဆုံစားပွဲလုပ်မယ်ပြီးရင်ပြီးရင်ကျွန်တော်တို့မီးတပိတ်လို့ပေါ့ဗျာစားတပိတ်တပိတ်တွေလုပ်မယ်ဓာတ်ပုံတွေကိုသူတို့ရဲ့ဒေါ်လာတွေစီပို့မယ်အင်းပို့မယ်ဒါတွေကခင်တဲ့တို့ဂျန်နဲ့ကျန်တဲ့ကျွန်တော်တို့အမောင်မချမ်းမီရတင်ကြပါဘူးဗျာအဲ့လိုကြီးရချက်ပရမတ်တက်ကလည်းလုပ်ပြီးသွားပြီအင်းအဲ့ဒီဘုံသူကြီးကစားတဲ့ရောက်ပါပဲလုပ်ပြီးသွားပြီအင်းအဲ့ဒီအဓိပ္ပာယ်ကြီးရဲ့မုံရွာဆလင်းကြီး အဲ6အဲ့ဒီအဲ့ဒီအုပ်စုကကျွန်တော်တို့ဒီ PDF ခေါင်းဆောင်လေးတို့ရဲ့အုပ်ချုပ်ရေပေါ့ဗျာတို့ကပါကဖာတို့ပါလာဖာတို့အဲ့ဒီအုပ်စုတွေကအဲ့ဒီရွာမှာစုံပြီးတော့စာပွဲတောက်ပွဲလုပ်လုပ်ကြတယ်ပြီးရင်ကျွန်တော်တို့မိသပိတ်ပေါ့ဗျာစီမိသပိတ်လုပ်ကြတာပေါ့စာပွဲတောက်ပွဲလုပ်တယ်စီမိသပိတ်လုပ်တယ်ပထမရက်ကတော့ဓာတ်ပုံနဲ့တက်သွားပြီဓာတ်ပုံနဲ့တက်ပြီးတော့တို့ကအဲကျန်တဲ့တို့ဒါလုပ်ရင်ဒါပဲဒါရမယ်ဆိုတဲ့လူတွေပုံတွေပေးတယ်ပတ်စံယူတယ်ပတ်စံယူတယ်အဲ့ဒီရွာအဲ့ဒီမြောက်ကိုချိန်ပြလိုက်တာအဲ့ဖြစ်စမှာအကြမ်းအုပ်စုတွေထုံပြန်ကြပါဆိုရင်တို့ဖွဲ့ဝင်အားလုံး လူ22ယောက်သေးတယ်ပြီးရင်ကျွန်တော်တို့20ခန့်ထိခိုက်ကြရတယ်လို့ပြောတယ်အဲ့မှာဆိုရင်ကျွန်တော်ပြည်ပြဖို့ကိုပြတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီအဒီဒီစစ်သွေးကြောင့်မီဒီယာတွေလေပေါ်ပြတာတယ်ချောင်းနယ်တွေကလည်းတို့ရဲ့ဒီ PDF 17ဦးကြပါတယ်မွန်မွန်နယ်တွေက17ဦးကြပါတယ်အားလုံး22ဦးကြပါတယ်ကြတယ်ပေါ့ဗျာအင်းလဲအောင်လဲသေးပြီလက်တော်အေးတာပဲအင်းကြည့်နော်မအေးလို့မျိုးနော်မှတ်တာတော့ကျွန်တော်တော်လိုင်းရဲ့အရဆိုဒီကောင်ကိုမှတ်တာဒီကောင်ပြောတဲ့စကားကြီးမှတ်တာနော်ဒီကောင်ကလူသေးတာဝန်တာနော်မှတ်တာမင်းလည်းမှတ်တာနော် မအေးလိုမျိုးပဲမှတ်တာမင်းပြောတဲ့စကားတွေမင်းမှတ်တာမင်းတနေ့နေ့မှာမင်းတောင်းယူရမယ်နော်အဲ့ဒီမှာကျွန်တော်တို့တပိတ်ကောင်းဆောင်တွေကတော့ရဲဘော်ချမ်းကြီးအောင်တဲ့ရဲဘော်ညီညီစောတဲ့ရဲဘော်ကံပြစ်လွယ်တဲ့ပြီးရင်ကျွန်တော်တို့စီတန်အကြောင်းစရာဇော်လဲနိုင်လို့ပါပါတယ်တဲ့ဒါတို့ကြီးတာอืมတို့ကြီးတာอืมခမဗျာဒီလိုနေရာကြီးမှာဗျာစခန်းချတဲ့နေရာကြီးမှာဟုတ်ဘုံလူကြီးကစာတင်ကြောင်းတွေမှာအကြပ်အုပ်စုတွေစခန်းရှိတယ်အဲ့ဒီနေရာကဘယ်ပြည်သူကသွားရမလဲခမဗျာသွားရမလား ဆောက်ယူအဲ့ကောင်တော့အဲ့ဒီကောင်တွေကအဲ့လိုပဲလှုပ်လှုပ်ပြီးသွားရင်သူတို့လှုပ်ယူသွားရင်ပြည်သူတွေလှုပ်ပြီးသွားရင်အပြည်သူတွေကျဲတာမဟုတ်ဘူးပြည်ထဲလေးကျဲတာဟုတ်တယ်ပြည်ထဲမပေါ့လားဆိုတော့ပါတယ်ပါတယ်ပြည်ထဲလေးဦးလားမသိဒီကောင်ပြောတာတွေကစနက်ဦးဆိုတာဟုတ်လားမဟုတ်လားတော့မသိဘူးကျွန်တော်တွေ့တော့၄ဦးပဲတွေ့နော်၄ဦးပဲတွေ့ကြာသွားတာ၄ဦးအဲ့ဒါဟိုမှာ လူတော်လိုင်းသမားတွေရှိတဲ့နေရာမှာဒီအမဟုတ်တော့ဒါသာမသူပြောတဲ့အတိုင်းပဲအကျမ်းဖတ်သမားတွေရှိတဲ့နေရာမှာပြည်သူတွေရှိပါမလားတဲ့ပြည်သူတွေကသူ့ရွာပဲသူ့နေမှာပေါ့မင်းလည်းကခဏခဏပြောတယ်အေးလူမျိုးရဲ့ဟမ်ခဏခဏသွားရမလားอืมဘယ်ပြည်သူကမလာဘူးအဲ့ဒီအကြောင်းဘေးနားမှာဒီအုပ်စုကကျွန်တော်တို့ခလုံချင်းတွေလောက်ထားတယ်ခံစစ်ကိုအခိုင်အမာပြင်ထားတယ်ပြီးရင်ကျွန်တော်တို့တို့တို့ဒီဟာတို့ပျော်ပွားစားလုပ်တဲ့တောက်ဆဆားကြချီအောင်ကို ဝင်ရောက်လာနိုင်တဲ့လမ်းလမ်းပိုင်းတွေအားလုံးကသူတို့ကင်းနေထုတ်တာလေအဲ့ကျွန်တော်ချင်းချင်းမြေကနေပြတ်တော့ဆက်ချောင်းလေးလာမယ်ဆိုရင်မဆုံးတော့သူပြောဖို့ရဆိုတော့ဒီအော်ဒါသူတို့တော့ပျော်ပွဲစားဟိုဟာလုပ်ဖို့အတွက်ကိုအမဲဆက်ချောင်းထိုးမှဆိုတော့မှခန်းစစ်တွေလုတ်တာဆိုတကယ်အုံနောက်မရှိချက်မပြည့်တဲ့ကောင်နော်မိုင်းနေခံထားတယ်ပြီးရင်ကျွန်တော်တို့ချောင်းဦးအမြင့်လမ်းပိုင်းအဲ့လမ်းပိုင်းဆိုရင်လမ်းပိုင်းပါဆိုလဲကျွန်တော်ချောင်းနဲ့အမြင့်လမ်းပိုင်းမှာတရားတွေချိုးတာလေတရားချိုးတာကဒီချောင်းမျိုးထဲမှာရှိတဲ့ ဒီကျွန်တော်ပြည်သူစစ်ကြီးကရောထမင်းကနေတယ်လေနဲ့ချရတယ်ကုန်းလန့်ချလို့မရဘူးပြည်ရဲ့အဲ့လောက်အားကောင်းတယ်အဲ့ဒီတချို့ကချောင်းဦးအမြင်လမ်းပိုင်းတရားလည်းမရှိတော့တရားလည်းအချိုးခံထားတယ်အဲ့နောက်မှရှိရွာလေးဆိုလည်းတက်မလို့ကဒီတမြက်ပဲနာမကရိတ်ခါကိုလေချောင်းနဲ့ပြစ်ချပြရတယ်လေချောင်းနဲ့ပြစ်ချပြရတယ်ကုန်းချောင်းဒီကုန်းလန့်ဒီကုန်းလန့်မြေမြားလေးချမယ်ဆိုတော့ခင်ဗျာအဲ့မှာလားနဲ့ချစ်ကြတယ်တော်တော်ကြီးပိတ်ဆို့ထားတာအဲ့လောက်ထိအားကောင်းတယ်စုလေကုန်းကပို့ပြီးအပို့ပြီးတော့အားကောင်းအားကောင်းတယ်ဒါရှင်းရှင်းလေးပြအကြမ်းဖက်အုပ်စုရဲ့စကံကိုဘုံကျပ်လိုက်တာ อืมบုံးချက်လိုက်တာခင်ဗျားဘယ်သူကနေရဲမှာလဲကဲဘယ်ပြည်သူလဲဘယ်ပြည်သူလဲလောက်ဆမ်းမှာကျွန်တော်မြေဘယ်ကပြည်သူလဲအဲ့ဒါတေချာသူတို့အတိုင်းဝိုင်းပဲတေချာတာကသူတို့နဲ့သူတို့အတိုင်းဝိုင်းအုပ်စုပဲအဲ့ဒီမှာရှိတာอืมอืมအဲ့ကောင်ဆောက်ကကြည့်တာပါဗျာခင်ဗျားလည်းဒီ project ပေါ့ဗျာ project လှုပ်ရှားမှုပေါ့ဒီက project နိုင်ငံရေးလှုပ်ရှားမှုပေါ့အာကျွန်တော်တို့ဒီမှာစန္ဒာပြမယ်အဲဒီလိုမျိုးမြေသပိတ်လုပ်မယ်အဲကုန်ကြသေးကဘယ်လောက်ရှိတယ်အဲ့တော့သူတို့ရဲ့ဒီအလူရှင်တွေပေါ့ဗျာဒီပါနိုင်ငံမှာရှိအလူရှင်တွေကအာကျွန်တော်ပတ်စံဘယ်လောက်ပေးပါငါတော့လေတခါမှမကြဘူးဒီလေအဲ့လိုစန္ဒာပြပြီးတော့ပတ်စံတောင်းတာလေ တကယ်တခါမှမကြဘူးဒါမင်းတို့ဘက်ကဩဒါဒါမဟုတ်ရှိရရှိရဆိုဘာလဲဆိုတော့ကျွန်တော်လည်းမေးပါ sorry sorry ဘာလို့ရှိလဲဆိုတော့တို့ဒီကောင်တွေဘောမတွေဘက်ကဒါစစ်တပ်ထောက်ခံပွဲလို့ဘာလို့လုပ်မယ်ဆိုရင်ဒါပတ်ဆိုင်ရတယ်လေဟမ်မအေးလိုမျိုးကိုစိတ်နဲ့ကိုနှိုင်းပြီးတော့ပြောတယ်နော်ငါလုံးမသားငါလည်းခုမှသတိရတယ်အမ်ရတယ်အဲ့မှာသူတို့ကဖြောင်းနိုင်လေထုံးတယ်ထုံးပြီးတော့လာ ဟိုဟိုလူတို့မြောက်ရေးဒေါ်စန်းသူတို့မြောက်ရေးဟိုလူတို့မြောက်ရေးပေါ့ဗျာသူတို့အဲလိုမြောက်ရေးသူစာပန်းနေတဲ့သူတို့စာသားပြကြမယ်။အင်း။ပြီးရင်ညပိုင်းကျရင်သူတို့တောက်ကြမယ်ပြောကြမယ်ပေါ့။အင်း။ဒါပေမဲ့ဒေါ်စန်းသူတို့မြောက်ရေးဆိုခင်ဗျာလုံနေအဲတောင်းထဲမှာလုံနေခင်ဗျာတက်လာခဲ့လိုက်ပါလား။အင်း။မန္တလေးကိုစိတ်ချနေနော်။ဒီလိုတက်လာခဲ့လိုက်ပါ။စိတ်ကောင်းနေရတယ်ကွာ။တက်လာခဲ့တောင်းထဲမှာလုံနေတယ်။အင်းအင်း။သူတို့အဲလိုလဲပတ်နေတာ။အင်းအင်းအင်း။လက်သွားတယ်။ဒါလိုက်မယ်။ထပ်ပြီးလာလိုက်မယ်။ပြီးကျွန်တော်တို့ဒီညာရင်တို့ညာရင်တို့ပေါက်တော့အဲဒီကြောမှာဆိုရင်ကျွန်တော်ရန်နယ်လေးရဲ့လူတွေရှိတယ်။ရန်နယ်လေးတွေကပတ်တတ်ရဲ့ ရှင်းလိုက်ရတယ်လုပ်နေတဲ့လူတွေအနေနဲ့ကျွန်တော်တို့လုပ်ငန်းတွေရတဲ့ရပါမဟုတ်ကျွန်တော်တို့ခေါင်းကပါရမို့တာရှိပါလေဒီကောင်တော့မအင်လို့မြပြည်သူတွေပါချင်းချောက်နေနော်အာအာအော်မသိစစ်တက်ကသူ့အမေလင်ကြီးကြားနေရပဲဟမ်သူ့နှမတွေသူ့အမေတို့ကစစ်တက်ကကောင်တွေပေးလို့ခံတာလို့တောင်းပြီးကြတော့ပါရဲ့ပါရမို့တာရှိမယ်အခြားတော့ ကျိုးကော်ပိုရာရှိမယ်ခင်ဗျားတို့ခေါင်းတွေပေါ်မှာပြတ်နေပါတယ်ခင်ဗျားတို့ရဲ့ခေါင်းပေါ်တွေမှာပြတ်နေပါတယ်အဲဒီအဲဒီပါရာမိုတာတွေဂျူရိုကော်ပိုရာတွေခင်ဗျားတို့ရဲ့ခေါင်းပေါ်ဘုံသီးလေးတွေပြစ်ချပါလိမ့်မယ်ပြစ်ချပါလိမ့်မယ်ခင်ဗျားတို့လုပ်နေတဲ့ကနိုင်ငံတော်ရဲ့တရားစာတနိုင်ငံပိုင်ပြည်စုခင်ဗျားခိုးထုတ်နေတာပါအဲ့တော့ဟုတ်ပြီခိုးထုတ်ရတာမင်းအမေလေးနဲ့ပေါ်တင်ခိုးတာလေဟမ်အားကြောင့်မင်းမပြောရဲဘူးလားဟမ်အေးလိုမျိုးဆဲမှာခတော့တော့ကျွန်တော်ပြောပြကြကျွန်တော်စလာတယ်ကျွန်တော်တောင်းပန်တာဒီညဆဲမှာညာနဲ့အောက်မှာရှိနေတဲ့ တရားဝင်ရန်တဲ့လက်ရတွေလုံနေတဲ့အကြံပတ်အာပိအုပ်စုတွေအနေနဲ့လေးနဲ့ဘုံချက်မှခင်ဗျားတို့ပြည်သူလို့မော်တယ်နော်။ဒါကြောင့်လဲဆိုအကြံပတ်အုပ်စုကိုတော်ဝိုင်းဖြစ်စေတိုင်းရဖြစ်စေပံ့ပိုးလဲဆိုရင်ခင်ဗျားတို့ကိုယ်တိုင်အကြံပတ်အုပ်စုကိုအားပေးတာခင်ဗျားတို့ကိုယ်တိုင်အကြံပတ်မှုမြောက်ပါလေ။อืมဟုတ်ပြီနော်။ငါကွာငါမင်းလဲမင်းနဲ့ပတ်သက်တဲ့ဟာတွေနော်အေးတခုခုဖြစ်ရင်မင်းတို့လဲပြည်သူမဟုတ်နော်။မင်းတို့လဲအကြံဖက်ကိုအားပေးအားမြောက်လုပ်နေတဲ့ကောင်းတယ် ်နော် အေးမင်းတို့ခလုတ်ထီတော့မှအမိမတနဲ့နော်အေးလိုမျိုးမင်းတို့မိုးကောင်းလုံးတော့ရွာထားနော်မိုးကောင်းလုံးရွာထားအဲ့တော့လက်ရှိမှာကျွန်တော်တို့ရှင်းရှင်းပြောရမယ်ဆိုရင်နေရာတိုင်းမှာပါရာမိုတာတွေဆက်တက်လေဒီအကုန်နေရာတိုင်းမှာချထားပါတယ်ဒီဆက်တက်လေဒီတွေပါရာမိုတာတွေကခမားတို့ခမားတို့တရားမွေလုံနေနေရာဆိုလက်ရကမ်းပဲရှိပါတယ်อืมလက်ရကမ်းပဲရှိပါတယ်တနည်းအားဖြင့်များခမားကလည်းဒီဒီပကောက်ကွာတယ်ပါရာမိုတာတက်လိုက် ဒါပေမဲ့တော့ပေါ့တို့အများကြီးတို့ဘယ်နှလုံးဘယ်လောက်ပြောင်းအောင်မလို့လဲဘယ်လောက်ပြောင်းအောင်ကဲအေးစစ်ပြစ်ချလို့ရတယ်อืมအေးစစ်စစ်ကိုပြစ်ချလို့ရပါတယ်စောက်ခုတ်ကမှားတာဟုတ်လားငွေရောက်တဲ့အရေးကြီးတဲ့ငါတို့ဘဝတွေအသက်တွေအရေးမကြီးဘူးပတ်စံတာအရေးကြီးတဲ့ဆိုရင်ခင်ဗျားတို့ခေါင်းကပါတာမှုတာရှိပါတယ်อืมပါတာမှုတာရှိတယ်ဂျိုးကော်ပရာရှိပါတယ်ခင်ဗျားတို့ခေါင်းပေါ်မှာရှိပါတယ်อืมအာငါတို့ကဒီဂျိုးကော်ပရာလည်းမကြောက်ပါတာမှုတာလည်းမကြောက်ဘူးကွာဘာဖြစ်ဖြစ်ကွာကြားတယ်ကွာဆိုတော့ရတယ်อืมခင်ဗျားတို့ခေါင်းတွေကကြပါလိမ့်မယ်อืมအဲ့ဒီလိုလူတွေ အဲ့လိုလူတွေပါရမတာဂျိုကော်ပရာရဲ့အစွမ်းကြောင့်ပေါက်သွားလို့မနေဘူးပဲကောင်းမောင်းတက်မြောစာဖြစ်သွားတဲ့သူတွေမနေဘူးပဲဆက်လာပါလိမ့်မယ်တိုင်းကြီးရဲ့တင်ရဇာတာကိုခုတ်ထုတ်နေတဲ့သူတွေခင်ဗျားတို့ကောင်းမောင်းမှာရှိပါတယ်ဘုံတို့ကြည့်ရစာတင်ကြောင်းမှာစကန်းချနေအကြမ်းဖက်အုပ်စုတွေကတော့ပါရမတာရဲ့လက်စွမ်းကြောင့်မှောက်သွားပါတယ်ကောင်းပါလေကျွန်တော်ဒါဒီမှာပါရမတာမောင်းတဲ့တက်မတာကျွန်တော်ဂုံပြပါတယ်ဒါကကျွန်တော်တိုင်းပြည်တိဆောက်တာပါအကြပ်အုပ်စုတွေကိုကျွန်တော်တုတ်တင်နိုင်လေလေကျွန်တော်ရဲ့တိုင်းပြည်ရဲ့ တီလေးကရှေ့ကိုရောက်လာရောက်နေလေးပါ။အင်းဒါကြောင့်ကျွန်တော်တို့လှုပ်ရှားကြည့်ပြက်ပြက်သားသားလှုပ်ပါ။ပြက်ပြက်သားသားလှုပ်ပါ။တက်ဖို့သားရဲ့လက်ကကျွန်တော်တိုင်းပြည်တိဆောက်တဲ့လက်ပါ။အဲ့လိုပဲကျွန်တော်တို့ရဲ့လက်တွေကလည်းတိုင်းပြည်တိဆောက်တဲ့လက်တွေပါပဲ။လှုပ်ရှားရှေ့ကလှုပ်ပါ၊ပြက်ပြက်သားသားသားလှုပ်ပါ။အင်းဒါပဲကျွန်တော်တို့ကပြက်ပြက်ပြက်သားသားလှုပ်ဖို့ပဲ။ဟုတ်ပြီနော်။ဒီကောင်ကပြည်သူတွေကိုဒီလောက်တတ်ဖြတ်နေတဲ့ကောင်တွေမှာဒီကောင်ခုံယူသေးတယ်။ဒီကောင်စကားအမြဲတမ်းပြောတယ်အဲ့စကား။နော်။ဟေ့ ဆိုတော့ဒါကတော့ကျွန်ဆိုးဥပေါ်ရနော်ကျွန်တော်ပြားပြားပုတ်ပါတီကအပြားပြားချင်းပုတ်နေတဲ့တက်တက်ခံအမေစုကိုဘယ်လောက်ထိစော်ကားထားလဲဒီဗီဒီယိုဖိုင်အကုန်လုံးလဲကြည့်ပြီးလောက်ပြီးထင်ပါလေဒါမဲ့အတူတူကြည့်ပြီးတော့ကျွန်တော်အတူတူထပ်ပြီးဆဲလိုက်ကြမယ်။โอเคအဲကျွန်မတိရတဲ့လောက်ပေါ့နော်ဒါဒါ public information လည်းဖြစ်ပါလေရှင့်အဲဆိုလို့ရှိရင် နိုင်ငံရေးအကျဉ်းသားလို့နိုင်ငံတကာကသတ်မှတ်တာရှိပါလေ။သို့တော်လည်းတကယ်တမ်းပုံမှန်တွေကတော့နိုင်ငံရေးပုံမှန်တွေမဟုတ်ပါဘူးဖြစ်။ဒီနော်ဘလောက်ထိအမေစုကိုဒီကောင်မှမနာလိုနေလဲဆိုတာပြောတဲ့စောက်တန်တဲ့သူ့ရဲ့စောက်ခွက်ကိုကြည်ရတယ်အရန်တိတာနော်ဆက်နာတော့ဒီအစိုးရတရဖြစ်ဖို့တဲ့အချိန်မှာအဲဒီလိုပေါ့နော်ဒီအချင်းပြက်လက်စားမှုလိုမျိုးပုံမှန်တွေနဲ့ တရားစွဲကန့်ထားရပြီးပြစ်ဒဏ်ချခံနေရတာဖြစ်ပါတယ်။အဲဘာဖြစ်လို့ကျမအဲ့ဒါကိုပြောနိုင်လဲဆိုလို့ရှိရင်အဲဒါတော့ဒါအများစိတ်ဝင်စားတဲ့ကိစ္စဖြစ်ပါတယ်။ဟိုလူတိုင်းလည်းသိပါတယ်ဒီဒီပဲပုံကတော့အဲဘာပုံမှန်နေလဲအဲအထောင်နံဘလောက်ကျတယ်လို့ပါလို့လေ။တော့အဲ့ဒါအရေးကြီးပါတယ်ရှင့်။အဲဆိုတော့ကျမကျမသိတာလေးတစ်ခုကျမပြောပြရမယ်ပေါ့နော်။ဆိုလို့ရှိရင်ကျမအဲလူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးကိုရောက်တဲ့အချိန်မှာ အဲရောက်တဲ့အချိန်မှာကျမတို့ဒီအမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုရန်ပုံငွေဆိုတာရှိပါတယ်ရှင်အဲ့ဒါနိုင်ငံတော်ကနေတနစ်ကိုချက်ချက်ဘီလီယံ20အချပေးတာဖြစ်ပါတယ်ရှင်တော့ကန်ကောင်းကျင်တော့ဒီ NLD အစိုးရလက်ထက်မှာသဘာဝဘေးကြီးကြီးမားမားမရှိခဲ့အချင်းဆုံးကပါလဲဆိုလို့ရှိရင်ဒီပေါင်ဘက်မှာတောင်ပြူတာလေမတ်လက်တောင်ပြူတာအဲ့ဒါလည်းပဲရှိခဲ့တဲ့ချက်ပဲရှင်တပီလို့အဲ့ဒါဘာလို့ကြီးမားမားမရှိခဲ့လဲဆိုတော့တိုင်းပြည်အုပ်ချုပ်မင်းလုတ်တဲ့လူက တိုင်းပြည်နဲ့ပြည်သူလူတို့ကိုစေတနာထားတဲ့အတွက်တဘာဝဘေးအန္တရာယ်မကြောက်ရောက်ဘူးလေနစ်လင်မင်းအောင်လည်းအုတ်ချုံမှာဟမ်ငလီနေတယ်လှုပ်လိုက်မုံတိုင်းနေလည်းတိုက်လိုက်ဟမ်ရေတွေလည်းကြီးလိုက်နေဟုတ်လားဟမ်ဖေလိုမဟမ်အဖေကိုလိုမဟုတ်လားနော်ဒါဒီကောင်မအမေစုဒါပလိန်စော်ကားသွားတာနော်အမေစုတို့ဒါသမရာကြီးဦးမြင့်တို့ကဒီအချင်းကြနေတာဒီ ်နိုင်ငံရေးပြုမှုဘယ်နဲ့လက်စားမှုနဲ့ကြာနေတာဆိုပြီးဒီကောင်မပြောသွားတယ်အဲ့တော့ကျွန်တော်လည်းဒီကောင်မကိုဆဲရတာပါဇက်တွေညောင်းနေတယ်ကျွန်တော်ဆဲကူပေးကြပါတော့ဒီကောင်မရောဒီဖေလူမရောအရှေ့ကကိုမီကူလူရောနှစ်ယောက်နော်ဆဲကူပေးကြပါဦးโอเคဒီတော့ကျွန်တော်ဆဲတာရေညားသွားပြီဆိုတဲ့အတွက်နောက်ဆုံးမှာရီစရာလေးနဲ့တိမ့်မယ်ဒါကတော့ဗာလေးလေးဆိုတော့အားလုံးလည်းကြည့်ပြီးသားပါကြည့်ပြီးသားဆိုတော့ထပ်ပြီးတော့ကျွန်တော်အတူတူကြည့်ရှုပြီးတော့ရည်လိုက်ရအောင်ကျွန်တော်တို့အခုမှဒီနေ့မှ live ပေါ်မှာ ခစ်စားနေတဲ့ဒဇင်ဦးရဲ့မောင်လေးနော်ဒဇင်ဦးရဲ့ပဲလေးပေါ့ဗျာနော်ဒဇင်ဦးကသူ့ကိုခြူစားတာပေါ့ခြူစားပြီးတော့ခြူစီထည့်ပြီးတော့နောက်ဆုံးစစ်ထဲထိဝင်ဖို့ခေါ်တဲ့အတွက်အကောင်လေးကလိုက်လာတာဒဇင်ဦးက73သိန်းနဲ့လက်စွပ်လေးရပြီပါပြီနောက်ပြီး6သိန်းနဲ့ပန်းစီက2စီလောက်နေတာလည်းရပြီပါပြီအကောင်လေးရုပ်ကိုကြည့်တော့လေအကောင်လေးကကြက်မပြေဘူးအဲဒဇင်ဦးလိုကောင်မမျိုးကလည်းဒီလိုကြက်မပြေတဲ့ကောင်တွေကိုဘယ်တော့ခြူစားထားလဲဆိုတာကိုတော့အဲကျွန်တော်လည်းမသိနိုင်ဘူးဗျာဒါတော့ကာယကရှင်ပြောထားတဲ့အတွက် ဒါလေးကိုကြည့်ရှုပြီးတော့ကျွန်တော်အတူတူနားစင်နဲ့တင်ရတော့နားကြမယ်နော်โอเคကြည့်လိုက်ရအောင်ကျောင်းထောင်များလေးရကြလားအဲဒါနဲ့ကျောင်းထောင်လေးပြမနေပါဘူးအဲ့ဟာအဲ့ဟာဒီကြီးတဲ့သင်းဦးပါဟုတ်လားသင်းဦးတောင်လေးလုပ်ချင်တာဟုတ်လားဟုတ်ဟိုကတကယ်ဝင်မှာပြန်ကြိုက်ရတယ်ပြောတာဟုတ်လားအင်းဟုတ်တယ်တဲ့ဟိုက subscribe ကဘယ်နှခါပေးရ subscribe ဟောနှစ်ခါဟမ်ဘယ်ဆက်ကဘယ်ဆက်ကပြောရဦးလားပါနေပြဦးကျောင်းကျောင်းလေးတော့လက်စုတန်းကြီးကဘလားလက်စုကဘလားတော့ပတ်သက်ပန်းကြီးကဘလားဟမ်

လေးတငယ်လေးတော့နင်တို့ခွင့်လုပ်ပေးကြပါနားလဲပေးကြပါနော်ညင်မပြီးတဲ့ကလေးလေးရှိရချူမစားပါနဲ့လို့ပြောချမင်္ဂလာပါခေါလေးစားပါအဲမဟုတ်ပါဘူးရှောင်းသွားတော့နော်ကျွန်တော်တနေ့တနေ့မင်္ဂလာပါလေးစားပါတယ်ဆိုပြီးပေါက်ကရီထွတ်ထွတ်ပြောနေတဲ့ဘူးလက်လှဆွေကတော့ဖန်းကန်ထိပ်ပြီလားထုကန်ထိပ်ပြီလားတက်ပဲတက်ခန်ထိပ်ပြီလားတော့မသိဘူးတေချာတာကတော့တခုခုတော့ဖြစ်နေတယ်နော်အဲ့တော့အခုသူတို့ဘက်ကလူတွေလည်းရေးတဲ့လူရေးတာလည်း ဒီဘက်မှာလည်းသတင်းတင်တဲ့လူတင်လာတယ်အားလုံးသိတဲ့အတိုင်းမဲစရင်မှားတယ်ဆိုပြီးတော့အကြောင်းပြချက်နဲ့အာနာယူပြီးအာနာသိမ်းတဲ့စစ်တပ်ဟာသူတို့ကျင်းပမဲ့ရွေးကောက်ပွဲဆိုတဲ့အဒီအတုအယောင်ပွဲမှာတောင်မှလူ900မှာ300ကစရင်မှားနေပါတယ်ဆိုပြီးတော့ထွက်ပြောလိုက်တဲ့ဘူးနဲ့လှဆိုတဲ့ဇကားတခွန်းဟာနော်ခွေးကိုနှာနှုတ်ကိုဖြဲ့ရလိုက်သူတို့မင်းအောင်နိုင်ကထိပ်သွားတာမှအချိုက်ကိုထိပ်သွားတာအဲ့တော့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကြော်မျိုးမင်းကလည်းဘာထွက်ပြောလဲဆိုတော့နော် ဘူလက်လှဆိုရင်စကားကြောင့်လူတွေတိကုန်တယ်လူတွေတိကုန်တဲ့အတွက်နော်ဒီစစ်ကောင်းဆောင်တွေနော်တိတ်ခါတွေကြပါလေဆိုပြီးတော့ဘူလက်လှဆိုကိုဖမ်းအောင်လို့ထွက်ပြောခဲ့တဲ့အတွက်မနေ့အောင်ကျွန်တော်ရီရှင်လုတ်ထားရည်တယ်အခုဒီနေ့မှာတော့ဘူလက်ကိုစစ်တပ်ကလာခေါ်ပြီးတော့ဆက်သွယ်မှုအေရီးယားလူကြီးမင်းခေါ်ဆိုတော့လေးစားပါတယ်ဆိုတဲ့တယ်လီဖုန်းဟာအခုနောက်စစ်ကြောရင်းမှာထုတ်ခံတိနေပါပြီရှင်ကျွန်တော်တင်းလေးကိုဖတ်ပြပါမယ်နော် နေပြည်တော်မှာမဲစင်းမှားတယ်လို့ဝေဖန်ခဲ့တဲ့ဘူးတဲ့လှဆွေကိုမနေ့ညပိုင်းစစ်တပ်ကနေအိမ်ကနေလက်ရောက်ခေါ်ဆောင်သွားပြီးဒီနေ့မှအဆက်အသွယ်မရတော့ဘူးလို့တိရပါတယ်အော်တိုဘာလ9ရက်နေ့မှာဘူးတဲ့လှဆွေဟာနေပြည်တော်မှာမဲစင်းတွေမှားနေတဲ့အကြောင်းလူရဲ့900ရှိရင်300လောက်မှားနေကြောင်းတည်တဲ့လူတွေစရင်ပါနေပြီးရက်ွက်အုပ်ချုပ်ရေးမှုနဲ့မိသားစုတော်မဲစင်းမပါကြောင်း2020ရွေးကောက်ပွဲကာလမဲစင်းအဟောင်းကိုတုံးတယ်လို့ယူဆကြောင်းမဲစင်းများအလွန်ကွာဟနေပြီး မဲစရင်မပြန်လဲပြုပြင်ရမင်းအချိန်တပတ်တာပြန်တော့ကြောင်းမဲစရင်မှားရမှုအစင်မပြေကြောင်းဘူးလက်လှဆွေကထုတ်ဖို့ပြောဆိုခဲ့ပါတယ်အဲ့ဒီနောက်အော်တိုဘားလ၈ရက်နေ့ညပိုင်းမှာဘူးလက်လှဆွေကိုစစ်တပ်ကနေကနေလာရောက်ခေါ်ဆောင်သွားတယ်လို့သတင်းတွေထွက်ပေါ်လာပြီးဒီနေ့အထိဘူးလက်လှဆွေရဲ့လက်ကင်ဖုံးတွေကိုလည်းဘယ်ဖုံးမှခေါ်လို့မရတော့ပါဘူးပုံမှန်အားဖြင့်နေ့စဉ် TikTok မှာဗီဒီယိုလေးတွေတင်ပြီးနိုင်ငံရေးစီးပွားရေးအာဏာသိမ်းမှုအခြေအနေတွေကိုတုံးတက်ချက်ဗီဒီယိုလေးဖြန့်ဝေလေးရှိတဲ့လှဆွေရဲ့ TikTok အကောင့်မှာလည်းဘာဗီဒီယိုမှမတင်နိုင်တော့တာတွေ့ရပါလေစစ်တပ်နဲ့ lobby အမိခံတရင်သမားတွေစုဝေးနေကြတဲ့ Viber မှာလည်းတရင်သမားအမိခံစစ်တပ် lobby အောင်မင်းကဘူးတဲ့သားဆိုရင်အဖမ်းခံထားရသလားလို့စစ်တပ်က မေးခွန်းထုတ်ထားပေမဲ့လည်းစစ်တပ်ဘက်ကဘာမှအကြောင်းမပြန်ပါဘူးမေးခွန်းမေးလို့အောင်မင်းဆိုတာကခင်ရဲ့အတွင်းလူယုံဖြစ်ပြီးတော့ကျန်းဖို့ရဲ့မာခံ lobby လည်းဖြစ်ပါလေမဲစင်းမှိုင်းမှုအကြောင်းပြလို့အနာတိန်ခဲ့တဲ့စစ်တပ်အတွက် ဘူးနဲ့လှဆိုရဲ့ဝေဖန်ချက်ကအရှိုက်ကိုထိုးတယ်လို့ဖြစ်သွားစေနိုင်တယ်လို့ကြံ့ခန့်ရေးတရင်းကြီးကတုံ့တက်ပါတယ်ဒါပေမဲ့ဘူးနဲ့လှဆိုကိုစစ်တပ်ကဖမ်းသွားတာလားခေါ်မင်းနေတာလားဆိုတာကိုကြံ့ခန့်ရေးပါတီဘက်ကလည်းဘာမှမထင်ဘူးလို့အဲ့ဒီတရင်းကြီးကစက်ပြောပါတယ်ကျန်းဖို့ပါတီအတွင်းမှာမင်းအောင်နိုင်တဲ့စစ်တပ်ထိပ်ပိုင်းကတိုက်ရိုက်စီမံခန့်ခွဲနေတာဖြစ်ပြီးပါတီအနေနဲ့အတွင်းရေးတွေကိုဗဟိုကော်မတီဝင်အဆင့်ကိုတောင်တိခွင့်မရှိတော့ဘူးလို့ကြံ့ခိုင်ရင်သတင်းမြစ်ကပြောဆိုပါတယ် နေပြည်တော်ပုဗ္ဗတိတိမြို့နယ်မှာရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မဲ့ဘူးလက်လှဆွေရဲ့ဖန်းကန်ထားရတာလားခဏခေါ်မေးခံထားရတာလားတစ်တော့မှတူထုံးစံအတိုင်းဗီဒီယိုအတိုတွေတင်ပြီးသင်မြင်သုံးသပ်ချက်တွေရန်တမ်းထပ်ပြောနိုင်အောင်မလားဆိုတာကတော့စောင့်ကြည့်ရအောင်မှဖြစ်ပါတယ်ကဲဒါကတော့တည်င်းမှပါလာတဲ့အတိုင်းကျွန်တော်ဖတ်ပြတာအဲ့တော့လက်ရှိသူတို့ရဲ့ဒီစစ်ခွေးဘောမဒီဘက်မှာလည်းဘူးလက်လှဆွေကိုစစ်တပ်ကခေါ်ရတာတော့ဟုတ်တယ်နော်အာဘာမှမဟုတ်ဘာညာနဲ့ပြောပြီးတော့ဖြီးဖြန်းပြီးတော့ပဲပြန်ထွက်လာမလား ဒါမှမဟုတ်ဇော်ဘုံဟိန်းလိုမျိုးအဲဇော်ဘုံဟောင်လိုမျိုးပဲဘူးလက်ကြီးလေဂျေအောင်ရမလားဆိုတော့ဒါဘလူးမမပြောနိုင်သေးဘူးပေါ့နော်စောက်ကြည့်ရမှာပေါ့အဲ့တော့ကျွန်တော်ဒီညမှာပြောချင်တာကဘလူးဖြစ်ဖြစ်ဘူးလက်ပြောတဲ့ဇကားကိုစစ်တပ်ကမကြိုက်လို့လာခေါ်သွားတော့ဂျိန်းနေအဲ့ဒီတို့ကကျွန်တော်တို့ဒီညမှာတုံးတက်ပြချင်တာကဘူးလက်နှဆွေဆိုတာစံဖို့ပါတီရဲ့ထိတ်ပိုင်းအမာခံကောင်းဆောင်နော်စောက်ပေါင်းဖြစ်ခံပြီးတော့ဟိုဗျံပဒါထွက်ပြောပြီးစံဖို့အတွက်ကိုရက်တီတဲ့ဒုတိယအားလုံးနဲ့တည် အဲ့လိုလူမျိုးတယောက်တောင်မဲစရင်မှားနေလို့မှားနေတယ်ပြောတာကိုစက်စက်အထိမခံအခုလို့ချက်ချင်းခေါ်ပြီးတော့ဒါမေလာချက်ချင်းခေါ်ဖန်လာဆိုမတည်သေးဘူးနော်အဲ့လိုလုပ်တယ်ဆိုရင်ကျွန်တော်တို့တိုင်းပြည်ရဲ့အနေအထားကဘယ်အနေအထားဖြစ်နေတာလဲဒါဘူလက်လက်စိတို့ဆိုတဲ့ဒီစစ်ဘုံချုပ်တိုင်းဝင်းနဲ့ထွက်လာတဲ့လူပဲသူတို့စစ်ဘုံချုပ်အချင်းချင်းတောင်မှမှားလို့မှားတယ်တောင်ပြောခွင့်မရှိတဲ့ဒီအဝင်းအဝိုင်းကြီးကကျွန်တော်တို့ပြည်သူတွေကိုဘယ်လိုဆက်ဆက်မှာလဲ ဒါဝင်ဒီစစ်တပ်ကိုထောက်ခံနေတဲ့အတိုင်းဝိုင်းလို့ဒီကျပ်ဖို့ပါတီအတိုင်းဝိုင်းဝင်နေတဲ့တည်တည်နေနော်ဒါလေးကိုဒါတွေကိုကြည့်ချင်းအဖြစ်ခင်ဗျားတို့တည်တည်နေကျွန်တော်ရဲ့ channel ကိုနေတဲ့ဆိုရင် like and subscribe လေးကိုပြခဲ့ကြပါကြည့်ရှုပေးတဲ့သူတိုင်းကိုလည်းအထူးကျေးဇူးတင်နေ